အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးတို့ရေးသားတဲ့မာလာလို့အမည်ရတဲ့ဝိထုကိုအပိုင်း26အနေနဲ့ကျွန်တော်ကိုရွှေတာမှဆက်လက်ဖကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင် ခံစားပေးကြပါအောင်ခင်ဗျာဘုဏ္ဏနာတိပြောပြောဆိုဆိုဆရာလေးဥပညာအားရှေ့မှလမ်းပြစေပြီးတပည့်သုံးဦးနဲ့အတူနောက်မှထက်ကြမခွာလိုက်လာကြပေသည်ဟိုချေကရွာလေးတရွာမဟုတ်လားဒီရွာကိုဘာရွာလို့ခေါ်တယ်လဲ ဘုန်းနာနာသည်မိခိုးတလူလူနှင့်တဲကလေးများကိုညွှန်ပြရင်းမေးလိုက်သည်။ကုန်းတန်းရွာလို့ခေါ်ပါတယ်။ဒီဘွားကလေးကိုဘုန်းနာနာ မေ့နေပြီလား။ဆရာလေးနဲ့ဘုန်းနာနာနဲ့ပထမဆုံးတွေ့ရတုန်းကအဲ့ဒီရွာကလေးနားမှာပေါ့။ဘုန်းနာနာနဲ့ဆရာလေးနဲ့တွေ့တဲ့နေရာဟာဟောဟူတော်တန်းကလေးပေါ့။ဆရာလေးအမိခံဦးပညာသည် တော်တန်းကလေးကိုညွှန်ပြရင်းပြောလိုက်သည်။အင်းဟုတ်သားပဲအခုမှမှတ်မိတော့တယ်။ ဒီလားတိုင်းသွားရင်အဲ့ဒီရွာကလေးကိုရောက်တယ်မဟုတ်လားရောက်တာဗောဒီလိုဆိုရင်ရွာကိုရောက်အောင်အမြန်သွားကြရင်ကောင်းမယ်သူတနုကဒီလားအတိုင်းသွားတယ်ဆိုတာမှန်ရင်ဒီရွာကလေးကိုဖျက်ကျော်သွားမှာသေချာတယ်ရွာသားတွေကိုမေးချင်ရင်သူတို့ဘယ်သွားတယ်ဆိုတာသိရမှာပဲဘုန်းနာနာဒီပြောပြောဆိုဆိုမြင်းကိုကြိမ်တို့ပြီးရွာကလေးရှိရာသို့ဒုံဆိုင်လာခဲ့ပြီရွာဝင်တို့မကြမီတောတန်းကလေးတို့အရောက်တွင် ။တစ်ပင်ကြီးတစ်ပင်အောက်တွင်မိန်းကလေးတယောက်မျက်နှာကိုလဝါးနှင့်အုပ်ပြီးငိုယိုနေသည်ကိုမြင်ရသည်ဖြင့်ဥပညာသည်အဆိုပါမိန်းကလေးဤသို့ရှင်းကပ်သွားပေသည်။ဟင်ဒေါခင်မပါလား။ဘာဖြစ်လို့ဒီဒေါထန်နဲ့တယောက်ထင်းငိုနေရတာလဲ။ဥပညာဤအတန်ကိုကြားရသောအခါအဆိုပါအမျိုးသမီးကြီးသည်လဝါးကိုဖယ်ချလိုက်ပြီးဥပညာအားလှမ်းကြည့်လိုက်သည်။ဟင်ဆရာပါလားဆရာလေးဆရာလေးကျမတို့ကိုမကန်နိုင်တော့ဘူးလား။ ဟောဟိုမှာကြည့်ပါအောင်ဆရာလေးရေကျမရဲ့ကျမရဲ့ခင်မိုးဖြစ်အင်ကို မကြည့်ရတော့ဘူးဒေါခင်မအမေကြီးရဲ့မျိုးသမီးကြီးဒီဥပညာရေးခြေစလုံးကိုပြည့်ဖက်ရင်တစ်ပင်ဘောတို့လက်ညှိုးထိုးပြလိုက်တဲ့ဖြင့်တစ်ပင်ဘောတို့လှမ်းကြည့်လိုက်ရာတက်ကိုင်းတကိုင်းတွင်လဲပင်ကြိုးတန်းလန်းနှင့်တေဆုံးနေသောယောက်ျားတဦးကိုမြင်ရသဖြင့်ဥပညာတင်တကွာဘုန်းနန္ဒတို့လူစုမှာစိတ်ထဲတွင်အတော်ထိခိုက်သွားပုံရပေသည်ဟင်ဘသူလက်ချက်လဲ ဘသူလက်ချက်လဲတော့မင်းနေပေးဖို့လိုတည်လားသူတနုဘရင်ရုပ်ရဲ့တပည့်တွေရဲ့လက်ချက်ပေါ်ဆရာလေးရဲ့ဒေါခင်မာဒီမျက်ရည်တုံရင်ပြန်ပြောလိုက်သည်ဘယ်ပုံပဲနေဖြစ်တာလဲပြောစမ်းပါဦးခဆောစောကသူတနုဘရင်နဲ့သူ့ရဲ့လက်ဆွဲတော်6ယောက်ကျမတို့ရွာထဲကိုဝင်လာတယ်ရွာသားတွေကရွာထဲကိုဝင်ခွင့်မပေးဘဲဝိုင်းပြီးခုခံကြတယ်ဒါပေမဲ့သူတို့ရဲ့စစ်တီတော်တို့ကစည်ရေးစစ်ရာပို့ပြီးကျွမ်းကျင်တဲ့အတွက် ရွာသားတွေကိုတိုက်လို့ရွာသားတယောက်ကြာဆုံးသွားတယ်။အဲ့ဒီချိန်မှာရွာထဲမှာရှိတဲ့မိန်းမနဲ့ကလေးတွေရွာပြင်ကိုထွက်ပြေးကြပြီးတောထဲမှာပုန်းနေကြရတယ်။သူ့တနုနဲ့သူ့အဖော်၆ယောက်ကကျမတို့ရဲ့တဲတဲကိုဝင်ပြီးစားနဲ့ရိတ်ခါတောင်းနေ။ကျမကသူတို့ရဲ့အလိုကိုလိုက်ပြီးလဲတော်တဲ့ဆင်းလဲတော်တဲ့ဆင်းရင်စားဖို့စောစောစီးစီးထပြီးပေါင်းထားတဲ့ကောင်းချင်းပေါင်းနဲ့ငကြော်ကိုချပြီးကျွေးလိုက်တယ်။သူ့တနုကငကြော်ကိုမစားချင်ဘူး။ကြက်သားနဲ့အရက်ချခဲ့ဆိုလို့ကျမယောက်ျားက ကြက်နဲ့အရက်ချပေးရတယ်ကြက်ချလို့ရပြန်တော့မီးခင်ခိုင်းပြီးမီးခင်သာကြာရမလားဆိုပြီးဆဲလားဆိုတာလုပ်သေးတယ်ဒေါခိဒေါခိမာမာချင်းပြနေပြီနောက်တော့ဘာဖြစ်သေးတယ်လဲကြက်နဲ့အရက်ကိုမီးလို့အားရတော့သူရနုဘီရင်က ကျမရဲ့ခင်မုန်းကိုခေါ်ပြီးငါဘသူလဲဆိုတာသိတာလို့မေးတယ်ကျမရဲ့ယောက်ျားကအရှင်သူရနုဘီရင်မဟုတ်လားလို့ပြန်ပြောလိုက်တော့သူတနုကမျက်လုံးပြမျက်စံပြနဲ့ပြန်ကြည့်တယ်ပြီးတော့ ငါဘယ်သူလဲဆိုတာသိတဲ့လူမှန်သမျှဒီအတိုင်းထားလို့မဖြစ်ဘူးလက်စာ၃ပြည့်မဲဆိုပြီးသူတနုရဲ့ဗဇက်ကဖွင့်လိုက်တာနဲ့တပြိုင်နက်သူ့ရဲ့လက်ဆွဲတော်တွေကကျမရဲ့ခင်မုန်းကိုဝိုင်းပြီးအပြင်ကိုဆွဲပြီးထုတ်ခဲ့တာပဲပြီးတော့ဟောဟူတစ်ပင်ပေါ်မှာလေပင်ကြိုးကွင်းဆိုပြီးတက်ခဲ့ကြတာပါပဲရှင်ဒေါကေမာအမေကြီးအမျိုးသမီးကြီးကမျက်ရည်ဆက်လက်ဖြင့်ရှင်းပြနေပြီသူတသူတို့လူတိုက်တဲမှာမိန်းကလေးတယောက်ပါသားတာမတွေ့ဘူးလား မိန်းကလေးတယောက်ကိုကျိုးနဲ့တုတ်ခေါ်လာတာတွေ့တယ်။ဘေရွာကဆွဲလာတယ်ဆိုတာတော့မပြောတတ်ဘူး။မိန်းကလေးခမရလည်းကြောက်အားပုံပြီးမျက်နှာတော်တွေးမချိချပါဘူး။ထိုအခိုက်တွင်သူတဲ့နုနှင့်၎င်း၏ဘက်တော်သားများ၏ရန်ကိုကြောက်၍တော်တဲ့တွင်ပုံအောင်နေကြသောမိန်းမနှင့်ကလေးများသည်ဆရာလေးဥပညာကိုမြင်သည်ဖြင့်အတက်လာကြကပုံအောင်နေရာမှထွက်လာကြပြီးဆရာလေးဥပညာထံရှင်းကပ်၍လာကြပြီ။ကဲဒီနေရာမှာကြာကြာနေလို့မဖြစ်သေးဘူး။သူရနုကိုအမိလိုက်ရအောင်မယ်။ ဘုန်းနာနာကပြောပြောဆိုဆိုရွာကလေးဘက်သို့ခြေတက်သွားပြီ။ဆရာလေးဥပညာကြီးနောက်မှာမိမနဲ့ကလေးများသည်တတိတန်းကြီးလိုက်ပါလာကြပေသည်။မိမနဲ့ကလေးများအားရွာထဲသို့ပြန်ပို့ပြီးဘုန်းနာနာနှင့်အဖော်လေးဦးသည်တေလာကလေးတောင်ရှင်ရင်ဘက်သို့ဆက်လက်၍ခြေတက်လာကြပြန်ပေသည်။မကြမီလမ်းစုံတစ်ခုသို့ရောက်၍လာကြပေရာတနေရာတွင်ခိတ္တနာပြီးမြည်သည့်လမ်းကိုလိုက်ရမည်ကိုတိုင်ပင်နေကြပေသည် မြေတိလမ်းတို့လာရမည်ကိုဝေခွဲရမရပဲဖြစ်နေစဉ်နေမျိုးသည်လက်ရဘက်လမ်းဘေးတွင်တစုံတစ်ခုကိုမြင်လိုက်သည်ဖြင့်ထိုနေရာသို့သွားပြီးမြင်းပေါ်မှခုံဆင်းလာပြီးလည်းယင်ထိုလမ်းဘေးတွင်ကျနေသည့်မိမစီဖက်နှစ်တစ်ဖက်ကိုကောက်ယူလိုက်သည်ဆရာဆရာဟောဒီမှာယူဇနာရဲ့ဖက်နှစ်တစ်ဖက်ကြကြံရိတ်ခဲ့တယ်ဒါကိုကြည့်ချင်းအဖြစ်သူတနုနဲ့အပေါင်းပါတွေဟာဒီလမ်းအတိုင်းသွားတာဖြစ်ရမယ်နေမျိုးတည်မိမစီဖက်နှစ်တစ်ဖက်ကိုထောင်ပြရင်းပြောလိုက်ပြီ နေမျိုးပြောလိုက်တဲ့ဇာကားမှာယုတ်တိရှိတဲ့ဖြင့်ဘုံနာနာသည်လက်ရဘက်လမ်းအတိုင်းလိုက်ရန်ဆုံးဖြတ်ကာအဖော်လေးဦးနှင့်အတူထိုလမ်းအတိုင်းဒရဇန်းရှိတတ်၍သွားကြပေသည်လမ်းကလေးမှာကျင်းတဲ့ကျင်းလာပြီးမကြမီတောင်ကြားဘက်သို့ရောက်ရှိ၍လာကြပေသည်ရှေ့သို့လမ်းမြောက်ကြည့်လိုက်ရာမြင်းကိုစီနှင့်လူခဏယောက်ကိုခလန်းလန်းတွင်မြင်ရပေသည်ဟိုမှာကြည်စမ်းတူတက်တို့မဟုတ်လားကဲခတ်တုံးတုံးလာကြအမိလိုက်ရအောင်ဟဲ့ ဝဏနာသည်ရှေးမှလူခဏယောက်နဲ့ရှေးသုံးမှမြင်းစီပြီးသွားသူအားလက်ညှိုးညှို့ပြကပြောလိုက်ပြီးလေရင်မြင်းကိုဒုံဆိုင်ပြီးသူတနုနဲ့အဖော်များကိုမိအောင်လိုက်ခဲ့ကြပေသည်နောက်မှမြင်းခွာတံများကိုကြားနေသဖြင့်သူတနုနဲ့အဖော်များသည်နောက်သို့လှည့်ကြည့်လိုက်ရာဝဏနာသို့လူတိုက်ကိုမြင်သဖြင့်၎င်းတို့၏မြင်းများကိုကြိမ်တို့ကတုတ်ရှည်တင်ပြေးကြပေသည်တို့ရတွင်တောင်ကြားလမ်းကလေးမှာကျင်းမြောင်းသည်ဖြင့်စိတ်ထင်တိုင်းမပေါက်ဘဲဘုံနာနာတို့လူတိုင်းနှင့်တပြေးပြေးနီးကပ်၍လာပေသည် ထို့အတော်တွင်တောင်ကြားလမ်းဘက်မှမြင်းတီတော်တယောက်သည်ကျင်းမြောင်းသောလမ်းကလေးကိုပိတ်ဆို့ပြီးရက်နေသည်ကိုတွေ့ရသည်ဖြင့်သူတို့သည် ရှေ့တို့ရကောင်းတို့တို့နောက်ဆုံးရကောင်းတို့တို့နှင့်အကြံအိုက်၍နေပေသည်ဝဏနာလိုလူတိုင်းမှာမူသူတနုနဲ့အဖော်များကိုမှီ၍လာပေသည်သူတနုနဲ့အဖော်များမှာရှေ့တိုးတဘူနောက်ဆုတ်လဲလဲထုတ်ဆိုသလိုဖြစ်နေသဖြင့်အခက်တွေ့နေတော့လဲအိမ်တွင်မပြတ်ပင်ရက်တံပြီးဝဏနာနဲ့အဖော်များကိုမျက်မှောင်ကျုံပြီးကြည့်ရှု၍နေပေသည် ူတန်တို့၏အဖော်တယောက်၏မြင်းပေါ်တွင်လက်ပြန်ကျိုးတုပ်ပြီးခေါ်လာသောယူဇနာကိုတွေ့ရပေသည်ယူဇနာမှာမျက်နှာတွင်သွေးမရှိတော့ပဲဖြူဖက်ဖြူရော်ဖြစ်၍နေသည်တာမကပျော့ခွေပြီးနေသည်ကိုတွေ့ရပေသည်ဟေးမင်းတို့ဘသူတွေလဲဘာကိစ္စငါတို့နောက်ကိုလိုက်လာကြရတာလဲသူတို့နုဘရင်ကစူးချကြလောင်သောအတန်ဖြင့်ဘုံနာနာတို့လူတိုက်အားလှမ်းပြီးမေးလိုက်ပေသည်တဆက်ပေါက်သူတို့နုဘရင်ရုပ်ကိုမျိုးပြုတ်ဖို့လိုက်လာကြရတယ်ဆိုတာမသိဘူးလားကွဘုံနာနာသည်သူတို့နုအနည်းတို့တအူးတဲရှင်းကတ်သွားရင်ပြောလိုက်သည် သူတို့နုဘရင်ဒီဘုန်နနာအာမျက်မှောင်ကြုံပြီးစစ်စစ်ဆက်ဆက်ကြည့်၍နေပြီအလိုဟင်းလက်ဆတ်တတ်တော်မင်းကိုသူတို့နုဒီဘုန်နနာအာပမာမခန့်တဲ့အမူအရာဖြင့်ကြည်ရင်ပြန်ပြောလိုက်သည်ငါဘာသူဆိုတာသိသလားမသိပဲနေပါမလားကွစောစောကငါ့ကိုကြောက်လို့ငါရဲ့တဲနန်းတွေကခွေးပြေးဝက်ပြေးပြေးထွက်သွားတဲ့ကောင်မဟုတ်လားဒီမှာငါမျက်နာကိုတည်တည်ရှိရှိကြည့်စမ်းဘုန်နနာကခက်တီတီပြန်ပြောလိုက်ပြန်လीမင်းဘာတူလဲ မင်းမျက်နှာကငါအရင်ကမမြင်ဘူးပါဘူးငါဘာသူလဲဆိုတာသိချင်ရင် ပြောပြရမှာပေါ့ဒီမှာသူတန်းတို့ငါဟာတခြားသူမဟုတ်ဘူးသူဝနနိုင်ငံတော်ကိုစိုးမိုးခဲ့တဲ့မဟာဘောဂဘယင်ကြီးရဲ့တပါးတဲ့သောတားတော်ယူပဆိုတာငါပဲဘုန်နာနာကအန်ကျိတ်ပြီးပြောလိုက်ရာသူတန်းတို့ဘယင်ဒီဘုန်နာနာအာစိုက်ကြည့်နေရမှမျက်နှာညိုမဲသွားပြီယူပဆိုတာမင်းကိုကဲမင်းကဘာလို့ရှင်တော့ငါနာကိုလိုက်လာရတာလဲပြောစမ်း ျုံရဲ့ခမဲတော်ကိုတစ္ဆာဖောက်ပြီးလောက်ကျန်တက်ဖြတ်ခဲ့တဲ့အမျိုးရုပ်ကိုမျိုးဖြုတ်ဖို့လာခဲ့ဆိုတာမရိပ်စားမိပေဘူးလားကဲဇကရောချင်မနေနဲ့တတ်တိချင်းရင်ထွက်ခဲ့စီးချင်းတိုက်မယ်ဘုန်းနာနာတည်းတချေကိုဆွဲထုတ်ရင်းပြောလိုက်လीဆရာဆရာယူဇနာကိုဒီအတိုင်းကြည့်နေတော့မှာလားနေမျိုးတီဘုန်းနန္ဒအနည်းသို့ချင်းကပ်လာပြန်ပြီးခတ်တိုးတိုးမေးလိုက်ရာသူတနုသည်နေမျိုးပြောလိုက်သည့်အတန်ကိုကြားလိုက်သည်ဖြင့်လှည့်ကြည့်လိုက်သည်။ဘာလဲဒီကောင်မလေးကိုပြန်လိုချင်လို့လိုက်လာကြတာလား။ ဒီလိုဆိုရင်ဒီကောင်မလေးကိုသူတို့လက်ပြန်ပေးလိုက်ကဲကိုလိုချင်တာရရင်လည်းပြန်ကြပြီတော့သူတို့နုဘရင်တွေယူဇနာအားမြင်းဘော်တင်ပြီးခေါ်လာသည်လက်ဆွဲတော်အားလှမ်းပြောလိုက်သည်ပြန်ပေးမယ်ဆိုရင်အရှင်တော့မပေးနိုင်ဘူးအသေးပဲရလိုက်မယ်ယူဇနာအားမြင်းဘော်တင်ပြီးယူလာတော့သူတို့နု၏လက်ဆွဲတော်သည်ပြပြောဆူဆူခါးကြမ်းမှဓမြောင်ကိုဆွတ်ထုတ်လိုက်ပြီးကြောက်အားလန်အားနှင့်မိန်မော၍နေတော့သူတို့ ယူဇနာ၏ရင်ဝါတို့ထိုးဆိုင်မြဲပြုတွင်နေမျိုးသည်ကြပြကရပြေးသွားပြီးရန်သူလက်မှဓမြောင်ကိုမိမိ၏ဒဏ္ဍောင်းနှင့်ရိုက်ရှာလိုက်ပြီးလျင်ယူဇနာကိုလူယူလိုက်သည်ကျန်သူတနုဘတ်တော်သား၅ဦးကနေမျိုးအားရန်မျိုးမြဲပြုတွင်အာလာဝကကျောကျေးရနှင့်ဆရာလေးဥပညာတို့ကဓားကိုစီဖြင့်ဝင်၍ဟန်တားလိုက်ရာရုပ်ရုပ်ရက်ရက်ဖြစ်သွားကြပေသည်ထိုအခိုက်တွင်တောင်ကြားလန်းကလေးကိုပိတ်ဆို့ပြီးရက်နေသော မြင်းတီတော်သည်ဘူနာနာတို့ရှိရာသို့အတင်းဒုံဆိုင်ပြီးပြေး၍လာပေသည် ထိုသူမှာအထခြားမဟုတ်စစ်သူကြီးဗန္ဒကဖြစ်၍နေတီကိုတွေ့ရသည်ဖြင့်ဘုံနန္ဒလိုလူတိုက်သည်အားတက်၍တွားခဲ့ပြီသည်နေမျိုးသည်ယူဇနာအားပွေ့ရှိသွားပြီးလက်ပြန်ကြိုးများကိုဖြည့်ပေးလိုက်ပြီးလျှင် မျက်နှာကိုလက်ဝါးဖြင့်ရက်ခတ်ပေးလိုက်ရာမကြမီတတိရ၍လာပေသည်ကဲသူတန်းတို့တတိရှိရင်ဓာတ်ကိုဆွဲထုတ်လိုက်လေဘာဖြစ်လို့ရက်ပြီးကြည်နေရတာလဲဘုံနန္ဒကတင်းမသောမျက်နှာထားဖြင့်ပြောလိုက်သည်မင်းတကယ်ပြောနေတာလား တကယ်ပြောနေရင်လားလေဒီနေရာကတိတ်ပြီးကျင်းမြောင်းတယ်ဟောရှင်နာကိုသွားကြမယ်သူတို့နုဒီသူဝနနိုင်ငံတော်ဘက်သို့ရောက်အောင်ဘူနန္ဒအားမြခေါ်လိုက်သည်မင်းပိုင်တာထဲကိုငါမလိုက်နိုင်ဘူးတတိရှိရင်စောစောကဖြတ်လာခဲ့တဲ့ကွင်းမြေကိုသွားပြီးစီးချင်းတိုက်မယ်ဘူနန္ဒဒီသူတို့နုရဲ့အကြံကိုသိတဲ့ဖြင့်စေတုရာနယ်ဘက်ကိုပြန်ရောက်အောင်ခေါ်လိုက်သည်သူတို့နုဒီရုတ်တရက်အဖြစ်မသေးဘဲအဖြစ်မပေးသေးဘဲစဉ်းစား၍နေပေသည်ဘာစဉ်းစားနေတာလဲတင်ရမှာကိုဒီလောက်တော့ကြောက်တလား သူများပေါ်မှာရက်ဆက်တဲ့လောက်ကိုကိုထိမှကြတော့ဘာဖြစ်လို့ဒီလောက်တောင်ကြောက်နေရတာလဲဒီလိုဆိုရင်လာလေဘုန်းနာနာကသူရဲကောင်းပီတာသာစိန်ခေါ်လိုက်ပေရာသူတနုမှမငင်းတာတော့ပဲလာလန်းအတိုင်းပြန်၍လာခဲ့ကြပေရာမကြမီ တောင်ချာလန်းအလွန်တို့ရောက်၍လာပေသည်ကဲဒီနေရာမှာစီးချင်းတိုက်မယ်မင်းကြိုက်တဲ့နေရာကိုမင်းယူဆရာစီးချင်းမတိုက်ပါနဲ့ကျူပင်ခုတ်ကျူငုတ်ပါမကြံစရာဆိုတဲ့အတိုင်း တစ္ဆေပေါက်900စလုံးကိုမျိုးဖြုတ်ပြအောင်အောင်ကျွန်တော်တို့ပါပါဝင်ပြီးတိုက်ပြရစေမင်းတို့အသာနေကြစမ်းပါငါ့ကိုကြောင်းလို့တော်တဲ့ဝင်ပုံနေတဲ့သဘုံစုပ်တွေကလူပါဝတဲ့စကားပြောလို့ကဲတတိရှိရင်ငါတို့ဘက်က9ယောက်နဲ့မင်းတို့ဘက်က6ယောက်ရင်ဆိုင်တိုက်ကြမယ်ဘယ်နဲ့လဲ9ယောက်နဲ့6ယောက်နဲ့မပြောနဲ့မင်းတို့9ယောက်ကိုတို့3ယောက်ထဲနဲ့တော့တိုက်ဝင်သေးတယ်ကျော်စရာကဝင်ပြောလိုက်သည်ဒီလိုဆိုရင်ကောင်းပြီနေရာယူကြစို့ တူတနုကပြောလိုက်ပြီးလည်းယင်ပြေးပေါက်လွယ်ကူစေရန်အတွက်တောင်ကြားလမ်းဘက်ကိုကြောခိုင်းပြီးနေရာယူထားကြပြီ။မြင်းတွေမောနေပြီ။မြင်းနဲ့မတိုက်ချင်ဘူး။အောက်ကိုဆင်းလာခဲ့ကြ။တို့လေအောက်ဆင်းပြီးတိုက်မယ်။ဝဏနာကတောင်ကြားလမ်းကိုမျက်နှာဘူးကနေရာယူရင်ပြောလိုက် ပြီးလည်းယင်မြင်းပေါ်မှာခုံဆင်းလိုက်သည်။တူတနုနဲ့ဘတ်တော်သားများကလည်းမြင်းမြင်းများပေါ်မှာခုံဆင်းပြီးမြင်းများကိုနေရာတက်ပေများတွင်ရှိထားကနေရာများယူ၍ပြန်၍ယူလိုက်ကြပြီ။ဟဲ့ငါယူပါ။ မင်းကငါတခုတတိပေးလိုက်မယ်ငါအတက်မှာလက်ရွေးစင်ခုနှစ်ယောက်ငါဘက်မှာလက်ရွေးစင်ခုနှစ်ယောက်မင်းတို့ဘက်မှာဓားကိုတောင်ဖြောင်းအောင်မကင်တဲ့တဲ့လူ၆ယောက်ဆိုတော့ငါကမင်းတို့ကိုအနိုင်ကျင့်တယ်လို့ဖြစ်နေလိမ့်မယ်ဒီတော့ကမင်းတို့အတက်ကိုမင်းတို့နှမျောရင်အေးအေးဆေးဆေးပြန်သွားကြခုမှတော့ဘယ်နည်းနဲ့မှနောက်မဆုံနိုင်ဘူးဒီနေ့မင်းကို လက်စားမချေရရင်မကြည့်ဘူးကဲအားလုံးအသိအပြင်တိုက်ပွဲချစကြတော့ ဘုဏ္ဏတော်သည်ပြောပြောဆိုဆိုတပည့်များအားအချက်ပေးလိုက်ပြီးဓားကိုဝင့်ကသူတနုအားဝင်ပြီးခုတ်ရန်ဟန်ပြင်လိုက်ပြီကျော်စီရနေမျိုး အာလဝကစစ်သူကြီးဗန္ဓကနှင့်ဆရာလေးဥပညာတို့မှလည်းသူတနု၏တပည့်၆ယောက်နှင့်မျက်နှာချင်းဆိုင်ကတယောက်အလစ်ကိုတယောက်ကြည့်ပြီးဓားရေးပြလျက်ရှိပြီရာဓားချင်းထိပြီးတွှင်ွှင်မြည်သည့်အတံများမှပဲ့တင်ထက်၍သွားပြီသူတနုသည်ဘုဏ္ဏတော်အားမျက်ချင်မပြတ်ကြည့်နေပြီးဘုဏ္ဏတော်၏ဓားကြံများကိုချောင်းထင်း၍နေပြီ တိုက်ပွဲတွင်နာမည်ရခဲ့သောစစ်သူကြီးဖြစ်ခဲ့သည့်ဖြင့်ဓားခုတ်လက်တွဲတွင်ကျွမ်းကျင်သူဖြစ်၍ဘူနန္ဒာ၏ဓားကြများကို ပိုင်ပိုင်နိုင်နိုင်ခုခံနိုင်ပေသည်ဘူနန္ဒာ၏ဓားကြများကိုခုခံနေရမှတရှိတရှိအလစ်တွင်ဘူနန္ဒာအာဝင်၍ခုတ်လိုက်ရာ မျက်စိလင်းလာသောဘူနန္ဒာသည်သူတို့နှုတ်၏ဓားကိုချောင်းပေးလိုက်သည့်အခါများတွင်ချောင်းပေးလိုက်ဓားချက်ကိုဓားချက်နှင့်ပြန်၍ခုခံသည့်အခါတွင်ခုခံ၍နေပေသည် တဖက်တွင်လည်းအာလဘကနှင့်အနေမျိုးတို့သည်ညာတံပေပေတုဒ္ဓနုဘတ်တော်သားများအားခိုးထုတ်တက်ဖြတ်၍ထိုးခုတ်တက်ဖြတ်၍နေပြာတတော်လုံးမှဆူညံလျက်ရှိပေသည်ဘုဏ္ဏနာမှာမူတုဒ္ဓနုကိုယ်သားမျက်ရှိမပြတ်ကြည့်ပြီးရက်ကောင်းတွင်တစ်ချက်တည်းဝင်ပိုင်းရန်အလစ်ကိုချောင်းလျက်ရှိသည်ဖြင့်တဖက်တွင်မိမိဤတပည့်များနှင့်တုဒ္ဓနု၏လက်ရွေးစင်များအပြန်အလှန်ထိုးခုတ်တက်ဖြတ်နေကြပုံကိုလှည့်၍ပင်မကြည့်နိုင်ပေတုဒ္ဓနုမှာလည်းထိုနည်းတူပင်ဘုဏ္ဏနာ၏ဓာကြများကိုအချက်အချောင်းတင်းနေရသည်ဖြင့် မိမိဤဘတ်တော်သားများအားလှမ်းပြီးကြည့်ခွင့်မရပဲဘူနာနောက်ကိုသာမျက်ချင်မဲ့ပြကြည့်ပြီးမိမိအသက်ဘေးကိုမိမိကာကွယ်နေရပေသည်တုဒ္ဓနုမှာစစ်သူကြီးဘုရားမှာရှင်မယင်ဖြစ်လာသူဖြစ်သည်ဖြင့်ဓာကုတ်လန်တို့အရာတွင်ကျွမ်းကျင်လိမ္မာသူဖြစ်ပေသည်သူရတွင်ဘယင်အဖြစ်သို့ရောက်သည့်ချိန်မှာအစာပြုပြီးစီးစိမ်ရင်မူခဲ့သည်ဖြင့်စိတ်သွားတိုင်းကိုမပါဘဲဖြစ်၍နေပေသည်ဘုနာနာတိရှေးသို့တလန်တို့လိုက်နောက်သို့တလန်ဆုတ်လိုက်နေဓာရေးပြကာ သူတနုအားမောပန်းလာအောင်နိပရိယေတုံး၍နေပေသည်သူတနုမှာဘုဏ္ဏနာအားမဟာဘောဂဘရင်ကြီး၏တားတော်မောင်ယူပဖြစ်ကြောင်းသိသည့်အချိန်မှစ၍အလိုလိုကြောက်ဒူးတုံနေတော်လဲကြောက်စိတ်ကိုဖယ်ဖြတ်ကဘုဏ္ဏနာအားအဆုံးစီရင်မှုသာအာထုတ်၍နေပေသည်အချိန်ကြာမြင့်စွာတယောက်ကိုတယောက်အလင်မပေးဘဲဓာရေးပြပြနေရမှသူတနုဘရင် မောလာတီကိုကောင်းစွာရင်စားမိတော်ဘုဏ္ဏနာသည်လူချင်းနေကတဲ့အနေကစွာတင်း ရှင်းကပ်သွားပြီးအတင်းတရကြံဝင်၍ခုတ်ပေသည်ဘုဏ္ဏနာမျက်စိလှင်သလောက်သူတနုမှလည်းဓာခုတ်ကျင်လေသဖြင့်ဘုဏ္ဏနာဓာကြံများကိုသူတနုသည်လွယ်လင်းတကူချောင်းတိန်နိုင်ပေသည်တရှိတွင်ဘုဏ္ဏနာသည်သူတနု၏ရင်ဝတ်တက်တဲ့သို့ချိန်ရွယ်ပြီးဓာနှင့်တအားစိုက်ထုတ်လိုက်ရာသူတနုသည်ဘုဏ္ဏနာ၏ဓာဟုကိုလွတ်ယုံကလေးချောင်းတိန်ပေးလိုက်ပြီးဘုဏ္ဏနာအားလှမ်းခုတ်လိုက်ရာ ဘုန်နာနာဒီဓာတ်ကိုလင်းမြသွားယုံသိမ့်ပြီးဓာတ်ကိုထားခြင်းခုခံလိုက်တော့လေသူတနုဤဓာတ်ချက်မှာအချိန်လွန်သွားပြီးဘုန်နာနာ၏နှဖူးကိုဒေါဥနှင့်ထိသွားသဖြင့်သွေးများဖြာ၍ကျလာပေသည်ဘုန်နာနာဒီနှဖူးမှသွေးများကိုတုတ်ရန်ပင်တတိမရပဲသူတနုအားနောက်တစ်ချိန်ဝင်၍ခုတ်လိုက်ရာသူတနုသည်ဘုန်နာနာ၏ဓာတ်ချက်ကိုမိမိဤဓာတ်သားဖြင့်ခုခံလိုက်ရာဓာတ်ထားခြင်းထိသွားပြီးမိများပွင့်၍သွားပေသည်ဘုန်နာနာမှလည်းအားလုံးပြီးရှေ့သို့ရိုင်းသွားပေသည် ဤတွင်သူတနုသည်ဘုန်းနာနာအားဆက်လွယ်တိုင်းခုတ်ချရန်ချိန်ရွယ်လိုက်ရာဘုန်းနာနာသည်သူတနု၏အကြံစီကိုတည်သွားသည့်အလားကိုချိန်တက်လိုက်ပြီးဘုန်းနာနာအားဆက်လွယ်တိုင်းခုတ်ရန်ချိန်ရွယ်လိုက်သည့်သူတနုဘရင်ဤလက်အောက်မှနေ၍သူတနုဘရင်ရုပ်၏ရင်ဝတ်တက်တဲ့ကိုတအားထိုးဆိုင်လိုက်ရာသူတနုမှမချောင်သိမ့်သာနိုင်တော့ပဲဘုန်းနာနာ၏ဓားသွားသည်သူတနု၏ရင်ဝတ်ကိုထိုးဆိုင်မိရသားဖြစ်သွားပြီးအာဟူသောအတန်တကြီးဖြင့်အော်ဟစ်ရင်လက်ထဲတွင်ကင်ထားသောဓားကိုလွှတ်ချပြီး ရင်ဝတွင်စိုက်နေသည့်ဓားကိုကင်ရင်လဲကျသွားပေသည်ဘုဏ္ဏနာသည်သူတို့၏ရင်ဝမှဓားကိုဆွဲနှုတ်ရန်အာယူနေစဉ်မိမိ၏နှဆောင်ကိုတစုံတယောက်သောသူကဓားနှင့်ထိုးလိုက်သည့်ဒဏ်ရာကြောင့်မျက်လုံးများတွင်မီးများပွင့်သွားပြီးဒဏ်ရာကိုလက်နှင့်ဖိရင်တပည့်များကိုလှမ်းကြည့်လိုက်ရာနေမျိုးနှင့်ကြော်စရအားဝိုးတော်ဝါးတားမြင်ရပြီးထိုနေရာတွင်ပျော့ခွေ၍ကျသွားပြီးလျင်တင်ငယ်သောဖြင့်မေးမျော၍သွားပေသည်အခန်း30 တာယာရွှေပြည်နိုင်ငံတော်တီဟရာသာဘရင်မင်းမြတ်ဒီကားစဉ်တွင်တင်ထားသည့်ဘုဏ္ဏနာအာကျင်းတဲ့သည့်အမူအရာဖြင့်စိမ့်စိမ့်ကြည့်၍နေပေသည် အာနာဘကွက်သားများသည်လည်းဘုဏ္ဏနာအာကားစဉ်တွင်မလုံမချက်နိုင်အောင်လေးဘက်လေးတန်ကျိုးများဖြင့်ရှင်းအောင်ထားပြီးရင်ကိုခွဲတက်ရန်ပြောင်လဲတောက်ပသည့်ဓာများဖြင့်အသင့်ပြင်၍နေပေသည်ဘုဏ္ဏနာသည်တေရမီကိုမကြောက်ဟုဆိုတော်လေတေဘေးနှင့်ရင်ဆိုင်ရသောအခါတွင်မတေမီခံစားရမည့်ဝေဒနာကိုတွေးတော့ကနှစ်ဖူးမှရွှေသည်များဆို၍လာပေသည် အာနာဘကွက်သားသည်ဘူနာနာရှိတွင်ဓာရီပြနေရမှာထန့်လှစွာသောဓာသွားဖြင့်ဘူနာနာ၏ယဝကိုစိုက်လိုက်ရာဘူနာနာသည်မျက်စိကိုမှိတ်ထားလိုက်ပြီးလွန်းလွန်းရောက်ကန်ရင်တဖြည်းဖြည်းတတိယလာကမျက်စိကိုဖွင့်ကြည့်လိုက်တော့အခါရှေးရောင်တဖိတ်ဖိတ်တောက်ပနေသည့်တလွန်ပေါ်ထက်ရှိနူးညံ့ပြော့၏သည့်ဖဲမှုရာထက်တို့ရောက်ရှိနေသည်ကိုတွေ့ရသည်ဖြင့်မိမိဤမျက်စိကိုပင်မိမိမယုံကြည်နိုင်အောင်ဖြစ်သွားသည်တရားရတာဘယင်ကြီး၏လက်ချက်ဖြင့် အနိစ္စရောက်ပြီးနတ်ပြည်တို့ဘဝကူးလာခြင်းဖြစ်တလို့ဟူ၍လေစိတ်ထဲတွင် တွေးစားမိကဖဲမွေရာပေါ်မှထရန်အာယူလိုက်သောအခါမိမိ၏လက်ရာဘက်နှစ်ဆောင်မှ နာကျင်သဖြင့်ဆန်းတန်းကြည့်မိပေသည်ထိုအခါတွင်အခန်းတွင်သို့ဝင်လာသည့်ရှေတန်ကြားရသဖြင့်လှမ်းကြည့်လိုက်ရာနတ်သူသားတို့များလှပသောမိမဲ့ပြောတို့ဦးကိုမြင်လိုက်သဖြင့်ငေးကြည့်နေမိပေသည်မိမဲ့ပြောသည်တလွန်ပေးတွင်ကျုံ့ကျုံထိုင်ရင်း ဘုန်းနာနာရီလက်ကိုနူးညံ့ပြောင်ပြောင်းသည့်လမ်းများဖြင့်ညင်သာသွားကင်တယ်ပြီးသွေးတိုးကိုဆန်းတက်၍ကြည်နေပြီသည်အရှင်သာတတိထားတော်မူပါအဲ့ရာကထတော်မမူပါနဲ့တတတတဆန်းနေတော်မူပါဘုန်းနာနာအပားတွင်ခါးစားလျက်ရှိသောမိမ့်မပြိုသည်တာယာညင်ပြောင်းသောအတန်ဖြင့်ပြောလိုက်ရာထိုအခါကျမှဘုန်းနာနာသည်မိမ့်မပြို၏အတန်ကိုကြက်ပြီပြီရည်ဝေသောမျက်လုံးများဖြင့်မိမိအပားတွင်ခါးစားလျက်ရှိသောမိမ့်မပြိုအားဂယုဆိုင်ပြီးကြည့်မိပြီလေ အလိုမဲသစ္စာပါလားကျွန်ုပ်ကိုအရှင်သားတွေဘာတွေလုံမနေစားပါနဲ့ခေါ်နေကြအတိုင်းနာမည်ကိုပဲခေါ်ပါဒါထက်ကျုပ်ဒီကိုရောက်လာလားဘလောက်ကြာသွားပြီလဲမှန်လားပါအရှင်သားဒံရရပြီမိန်မောနေတာခုနှစ်ရက်ရှိသွားပြီဖြစ်ကြောင်းပါအရှင်သားရဲ့ဒံရကိုတမားတော်ကြီးများကိုတိုင်ကုသတဲ့အတွက်ယခုလိုတက်တာရရပြီသတိရတာကိုဘယင်မကြားတော်မူတာ ကြားတော်မူရင်အလွန်တရာမှပင်ဝမ်းမြောက်ဝမ်းသာဖြစ်တော်မူပါလိမ့်မယ်။နေပါဦးဒါကဘု து အခန်းလေ။ဘာဖြစ်လို့ကျုပ်ကိုဒီနေရာမှာပို့ထားရတာလဲ။ဘယင်မရဲ့ဖာခင်မြတ်တော်ဘုရားဆံမြန်းတော်မူခဲ့တဲ့အဆောင်တော်ဖြစ်ကြောင်းမှာအရှင်သားကိုဒံယာနဲ့ယူဆောင်လာတဲ့အချိန်ကစပြီးဘယင်မရဲ့အမိန့်နဲ့ဤအဆောင်နဲ့ထားချပြီးတမားတော်ကြီးများနဲ့ကုစားလေးရဲ့ရှိချောင်းမှာဒံယာကတော်တော်ပြင်းထန်သလား။ အင်းတမားတော်ကြီးများရဲ့အဆိုအရဆိုရင် အသက်အန္တရာယ်ကိုပင်ဖြစ်စေနိုင်တယ်လို့သိရကြောင်းပါအရှင်သားကိုခေါ်လာသည့်အချိန်မှစ၍အရှင်သားသည်ဘုရင်မရဲ့အမည်ကိုသာရောင်ရမ်းတားတားလျက်ရှိသည်ဖြင့်ကြားရသူတိုင်းစိတ်မချမ်းမသာဖြစ်မိကြောင်းပါအော်အင်းဘုရင်မလည်းနန်းတော်တဲ့သို့ပြန်ရောက်လာပြီးနောက်တနေ့မှနာမကျန်းဖြစ်တော်မူနေတို့အရှင်သားကိုဘုရင်မကိုတော်တိုင်းမပြည့်စုံနိုင်တာကိုခွင့်လွှတ်ဖို့တောင်းပန်ပေးပါလို့လည်းမှာကြားလိုက်ပါတယ် ဘယင်မမှာလဲအရှင်သားအတွက်မစားနိုင်မအိတ်နိုင်တငုံကိုတရရရနဲ့ဖြစ်နေကြောင်းပါအလိုဟင်ဘယင်မနာမကျန်းဖြစ်နေတယ်ဟုတ်လားဘလို့ဖြစ်တာလဲပြောကြမှာဟုတ်အရှင်သားနဲ့ပါလာတဲ့ညကတညာလုံးမိုးမိပြီးရေတွေဆူလာတော့အေးအေးမိပြီးဖျားတာပါ ဖြစ်ခါစတော့ကဆိုရင် အတော့ကိုစိုးရင်ရတာပါအခုတော့အတော်ကလေးနေသာထိုင်သာရှိသွားပါပြီ။ အရှင်သာအခုလိုတတိရလာတာကိုဘယင်မှကြားရင်ခြွင်လန်းအားရဖြစ်ပြီးယောဂါပျောက်ကင်းသွားမှာပါမေတ္တစာကပြုံးပြုံးကလေးပြန်ပြောလိုက်သည်ဘုန်းနာမမို့ဘာမှပြန်မပြောနိုင်ပဲမေတ္တစာကိုငေးစား၍ကြည့်နေပြီးတက်ပြင်းချလိုက်သည်အရှင်သာရဲ့တရင်ကလည်းစေတုဒ္ဒရာတနိုင်ငံလုံးမှာဟိုးလေးတကြော်ကြော်ဖြစ်သွားပြီးစေတုဒ္ဒရာနိုင်ငံတော်ကိုကယ်တင်တဲ့သူရဲကောင်းအဖြစ်ပြည်သူလူထုတရေလုံးကကောင်းချီးဩဘာပေးနေကြကြောင်းပါအရှင်သာရဲ့ဝေဒနာပျောက်ကင်းစေရတဲ့အတွက်လည်း စူတောင်းပွဲများလည်းကျင်းပလျက်ရှိကြောင်းပါဒါထက်ခူချားနေရတဲ့ဦးစီဘုံပေါင်းတန်တွေဟာဘယ်ကအတန်တွေလဲသူတို့ဘရင်ရုပ်ရည်ရံကိုအောင်မြင်တဲ့အထိမ့်မတ်အနေနဲ့မြို့တွင်းမြို့ပြင်နန်းတွင်းနန်းပြင်မှာအောင်ပွဲတဲ့ဘရင်ဆင်ရင်ကျင်းပနေတဲ့အတန်များဖြစ်ကြောင်းပါမေတ္တစာကပြန်ပြောလိုက်ရာဘုန်းနန္ဒသည်ဘာမှမပြန်မပြောပဲအတန်ကြာစဉ်းစား၍နေပေသည်ဒါထက်ဒီနေ့ဘာနေ့လဲ လာကြလားလာစုံလားဒီနေ့လာစုံ9ရက်9ရက်အင်္ဂါနေ့ပါမေသစ္စာကအပြေပြလိုက်ရာဘုန်းနန္ဒသည်လက်သီးကိုတင်းကျက်စွာဆုပ်ကင်ပြီးလေးသားပြတင်းမှအပြင်ဘက်သို့လှမ်းမြော်၍ကြည့်လိုက်သည်အင်းလာစုံ9ရက်နေ့တော့ဖြစ်သွားမှာကိုဒါထက်ကျုပ်ရဲ့ရဲဘော်ရဲဘက်တွေကကျုပ်စီကိုခေါ်ပေးစမ်းပါကျုပ်ကျုပ်ဝင့်နေကြအဝတ်စားတွေကိုလည်းယူခဲ့စမ်းပါအရှင်းသားရဲ့ရဲဘော်တွေကို အေးအေးဆေးဆေးမှခေါ်ပြေးပြရလေအရှင်သာကျမ်းမအောင်သာကယူဆိုင်တော်မူပါဝင်လဲတော်တွေကိုလည်းတယိုတတိတင်းစေထားကြောင်းပါမဲသက်စာကပြန်ပြောလိုက်တော်လဲဘုဏ္ဏနာမှာရဲဘော်များကိုသာတွေ့လို့တဲ့ဖြင့်မရမက အခေါ်ခိုင်းလိုက်ရာမဲသက်စာသည်ညင်းဆန်ခြင်းမပြုဘုံတော်ပဲဘုဏ္ဏနာအနီးမှာရိုသေစွာထွက်ခွာ၍သွားပြီသည် မကြမီဘုဏ္ဏနာလဲလျောင်းနေသောအဆောင်တော်အတွင်သို့ဝင်လာသည့်ခြေတံများကိုကြားရသည်ဖြင့်တလုံးပေါ်မှာလှမ်းမြော်ကြည့်လိုက်ရာ မျက်နာဖြူဖက်ဖြူရွံ့နဲ့ဝင်လာတော့ကြော်စရာကိုမြင်လိုက်တဲ့ဖြင့်ဘုဏ္ဏနာသည်တလုံးတော်ပေါ်တွင်လှဲလျောင်းနေရမှာအာယူပြီးထားလိုက်သည်ဆရာနန္ဒဆရာနန္ဒဆရာကိုခုလိုတွေ့ရတာဝမ်းသာလိုက်တာကြော်စရာသည်ဘုဏ္ဏနာတလုံးတော်ပေါ်တွင်ဘုဏ္ဏနာတလုံးတော်ပေါ်တွင်အာယူပြီးထိုင်လိုက်သည်ကိုမြင်ရသောအခါဝမ်းသာအာရပြောလိုက်သည်ဒါဟာဝမ်းသာစရာမှမဟုတ်ပဲဆရာတည်သွားရင် ကိစ္စအလုံးပြီးဖို့ဥစ္စာ အခုတော့ဆရာအသက်မသေးသေးတဲ့အတွက်ဆရာတစ်ဘက်ကိုရောက်ရဲ့အသက်နဲ့ဆရာအသက်ကိုလဲရမဲ့ဘွားကိုရောက်နေတယ်မဟုတ်လားဒီနေ့ကစပြီး၃ရက်မြောက်တဲ့နေ့မှာ၃လဆေးမယ်မဟုတ်လား၃လဆေးတဲ့နေ့မှာဆရာကိုဆရာမအပ်ရင်တိဟရတာဘယင်ကြီးဟာဆရာတစ်ဘက်ကိုဦးကိုတေးတန်ပေးတော့မယ်ဒါကိုစဉ်းစားမိတိုင်းဆရာမသေးပဲအသက်ရှင်နေတာကိုစိတ်ထဲမှာမခံကြည့်မခံတာဖြစ်နေရတယ်အိုးဆရာကလည်း ဒါတွေစဉ်းစားမနေစမ်းပါနဲ့ဆရာကျမ်းမအောင်တာနေစမ်းပါဒါတွေကိုစဉ်းမစဉ်းစားလို့မဖြစ်ဘူးမင်းမမင်းမတစ္ဆာလူမကတိဆိုတဲ့ဆိုရတကာရှိတယ်မဟုတ်လားဒီကနေ့ခစားပြီး၃ရက်မြောက်တဲ့နေ့မှာဆရာတစ်ဖက်ကိုရောက်ရဲ့အတက်ကိုကယ်ဖို့တီဟရတာဘရင်ကြီးထံဆရာကိုတော်တိုင်တွားရောက်ပြီးဆရာကိုကိုဆရာအပ်ဖို့ဆုံးဖြတ်ပြီးပြီ၃ရက်ဆိုတော့အချိန်တွေအများကြီးရှိပါတယ်အချိန်တိတ်မရှိတော့ဘူးဆရာဝေဒနာကလည်းရှိသေးတယ်လေ ညံညံသွားလို့လည်းမဖြစ်ပြန်ဘူးခက်ဖြည်းဖြည်းသွားရမှာဆိုတော့ဒီနေ့ညနန်းတော်ကထွက်မှာအချိန်မီရောက်မှာတာယာချွေပြည်နိုင်ငံတော်ကြီးကို သွားဖို့ခရီးကဒီလောက်တော့မထောက်ပါဘူးတနေ့ခရီးပဲရှိပါတယ်ဇကကြောရှိမနေနဲ့ဆရာဝယ်စားနေကြအဝယ်စားတွေသွားယူခဲ့ပြီးတော့နေမျိုးနဲ့အာအာလဘကကိုပါခေါ်ခဲ့ဘာဖြစ်လို့သူတို့နှစ်ယောက်ကိုတခါတည်းခေါ်မလာတလဲကျော်စရာမှမို့တစုံတရာပြန်မပြောနိုင်မဲ့လေးသားပြတင်းပေါင်းမှတစင်လှမ်းမြော်ကြည့်ရှုရနေပေသည် ဘုန်နာမမူဒံရကြောင့်အလိုလိုစိတ်တူနေရသည့်အထက်တွင်မိမိ၏မိကွန်းကိုကျော်စီရကပြန်မဖြစ်သဖြင့်အလိုလိုဒေါသထွက်၍နေပေသည်ကျော်စီရဆရာပြောနေတာကိုမကြားဘူးလားဆရာဝင့်နေကြအဝယ်စားတွေတွားယူရှိလေပြီးတော့နေမျိုးနဲ့အာလဝကကိုပါတခါတည်းခေါ်လာခဲ့ဘုန်နာကမျက်နှာသားတင်းင်းနဲ့ပြောလိုက်ရာကျော်စီရသည်လေးသားပြတင်းမှအပြင်ဘက်သို့လှမ်းမြောက်ကြည့်ရှုနေရမှဆရာအနီးသို့ချင်းကပ်လာပေသည်ဟုတ်ကဲ့ပါခင်ဗျာ ဒီနေ့အပိုင်း26အစီအစဉ်တင်ဆက်မှုကိုအီမာနင်ခိတခဏရနာခွင့်ပြုပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးကြတဲ့သူကျွန်တော်တို့ရဲ့ညီကောင်မတော်များတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ